ဌာနဆိုင်ဒီဇိုင်းလုံးမြေထဲကျွဝင်သွားခဲ့တဲ့လုပ်ငန်းရှင်အပေါ်မှာညှတာမှုတစ်ခုကိုပြသခဲ့တဲ့ဖြူဖြူထွေးအားလုံးပဲမင်္ဂလာပါဗမစ်စနန်ကနေကျေးဇူးလိုက်ပါတယ်ငလျင်ပေးချောင်းမှုမရှိသူတွေမှလည်းမရှိရှိတဲ့အဥ္စာတွေကိုဆုံးရှုံးလိုက်ရတဲ့လုံရှိသူချမ်းသာသူတွေမှလည်းအပိုင်ဆိုင်သမျှကတဲတဲ့ရေသွန်ဖြစ်သွားရတဲ့ဖြစ်တွေအများကြီးရှိနေကြတာပေါ့ဒီရင်ထဲမှာမန္တလေးမြို့ကဖနက်ဆိုင်တဆိုင်ရဲ့အဖြစ်ကလည်းစိုးလှပါတယ် မန္တလေးမြို့မှာလူသေများတဲ့မိုးနှင်းဝေဖနက်ဆိုင်ကငလျင်ကြောင့်မို့ဆုံရှုံမှုတွေအများကြီးဖြစ်ခဲ့တာပေါ့။ကွန်တက်တိုက်ဆိုင်ကြီးအနေနဲ့ဖနက်အုတ်ထုတ် fancy ပစ္စည်းမျိုးစုံဖွင့်လှစ်ရောင်းချတဲ့ဆိုင်ကြီးကမန္တလေးမှာအောင်မြင်သလိုလူသေလည်းများပါတယ်။ငလျင်လှုပ်တဲ့အချိန်မှာဆိုင်ရဲ့အောက်ဆုံးဓာတ်ကမြေကြီးထဲကိုကျွန်ကျကဝင်သွားခဲ့ပါတယ်။အပေါ်ဆုံးနှစ်ထပ်ကလည်းဘေးကိုရိုင်းကပြိုကျပျက်စီးခဲ့ရပေါ့။အဆိုပါဆိုင်ကမောင်နှမ9ယောက်စ조사ကဖွင့်လှစ်ထားတဲ့ဆိုင်ဖြစ်ပါတယ်။ မိဘရဲ့လက်ထက်ကလေးကစိုင်တဲတဲလေးကနေခုလိုစိုင်ကြီးတစ်ဆိုင်ရအောင်စူးစမ်းခဲ့ကြရတာပေါ့။ဒါအပြင်ငလျင်မလောက်ခင်မှာတကြံတွင်းထွက်ဆိုပြီးဖနက်တွေအများကြီးကိုလည်းရင်းနှီးထားခဲ့ပါတယ်။ဖနက်ဖိုးသိန်း1000ကျော်လောက်ကိုရင်းနှီးထားဖြစ်ပါတယ်။သိန်း1000ကျော်ဖို့ဝယ်ထားပြီးမှမလ28နေ့မှာငလျင်လောက်ခဲ့တာဖြစ်တဲ့အတွက်ဝယ်ထားတဲ့ဖနက်တွေအားလုံးပါမြေထဲကိုကျွန်ချသွားခဲ့တာပေါ့။ဖနက်တွေအားလုံးနဲ့တို့စိုင်တစိုင်လုံးမှာကျုံဝင်သွားခဲ့ပါတယ်။စိုင်ကိုဦးစီးနေတဲ့ဦးလေးကြီးကကလေးတွေကိုမုတ်ကျွေးဖို့အပြင်သွားနေတာကြောင့်စိုင်ထဲမှာမပြိမိသွားခဲ့တာပေါ့။ဂျန်နဲ့ ူတွေကလည်းအပြင်ကိုအမြန်ပြေးထွက်ကြတာကြောင့်အသက်တော်မဆုံးရှုံးသွားခဲ့ကြပါဘူး။ဒါပေမဲ့ဆိုင်ကတော့ရစရာမရှိအောင်ကိုဖြစ်သွားသလိုအောက်ထပ်တစ်ထပ်လုံးကမြေထဲကိုကျုံဝင်သွားခဲ့တာမို့ဖနက်တွေကပြိမိကုန်ပါတယ်။ဒါကြောင့်မို့ဦးလေးကြီးတို့မိသားစုကအပြင်မှာအဝိတ္တထေကိုတခုနဲ့အတူအပြင်သွားတဲ့အချိန်ပါလာတဲ့ပတ်စံအနှံ့ငယ်သာရှိတာပါ။တိုင်းတထောင်လုံးဆုံးရှုံးသွားတဲ့အပေါ်မှာစိတ်ပြအငယ်နေပါတယ်။ဒါပေမဲ့မိသားစုကများတာကြောင့်ထိုင်နေလို့မရတဲ့အတွက်ပါတဲ့ပတ်စံလေးနဲ့ဖနက်ဆိုင်လေးပြန်ဖွင့်ထားတာပါ။ အရင်လိုဖနက်ဆိုင်မဟုတ်ဘဲလမ်းဘေးနားမှာဖနက်တွေကိုခြောက်ရောင်းလို့နေတာဖြစ်ပါတယ် ဦးလေးကြီးကပြောကြသွားတဲ့ဆိုင်ကိုနေစင်းနဲ့အမျှထိုင်ကြီးရင်းသားဘဝကိုတုံညကနေပြန်ဆောင်နေရပါတယ်။အောင်းငယ်နေတဲ့ဦးလေးကြီးရဲ့ဆိုင်ကိုဖြူဖြူထွေးကရောက်သွားခဲ့တာပေါ့။ဖြူဖြူထွေးအောင်ငလင်ဘေးအတွက်သွားလို့ပေါ့ဖနက်တေးသွားဝယ်ခဲ့ပါတယ်။တရားနှရန်တယ်မဟုတ်ပဲဖနက်ကို390ပို့ဝယ်ခဲ့တာပေါ့။ဖြူဖြူထွေးက390ပို့လောက်ဝယ်တဲ့အတွက်ဦးလေးကြီးမှအရန်ကိုပြောသွားခဲ့ရပါတယ်။လုံလောက်တဲ့အမျက်လေးရသွားတဲ့အပြင်ငွေလုံးပေါ်သွားတာမို့နောက်ထပ်ဖနက်တေးထပ်ဝယ်ကဆိုင်ကိုထပ်ရောက်နေမှာပေါ့။ဟုံးရင်တောင်းကလိုလမ်းဘေးဆိုင်ဘဝနဲ့စတင်ကသုံးတက်တိုက်ကြီးပြန် ဖြစ်အောင်စ조사မယ်လို့ဆုံးဖြတ်ထားတာပါဖြစ်ဖြစ်ထွေးကလည်းဆိုင်ရှင်မိသားစုကိုအမငယ်ဖို့အားပေးခဲ့တယ်လို့ဖဏတ်တွေကလည်းကူရောက်ပေးခဲ့ပါတယ်ဖြစ်ဖြစ်ထွေးရဲ့ဖော်ရွှေနှွေးထွေးတဲ့လုံရက်တွေကြောင့်ဆိုင်ရှင်မိသားစုမှာခဏတာအပြုံးတွေဝေဆာကုန်ရပါတယ် ဖြစ်ဖြစ်ထွေးကဖနဲ့ရောင်းကုန်နေရနဲ့ပျော်စရာကောင်းဟာသားတွေလည်းနှော့ပေးနေကြတာပါ။ဒါကြောင့်မို့လောင်ဝဲသူတွေကလည်းဖြစ်ဖြစ်ထွေးနဲ့ဓပုံရိုက်ရင်ဖနဲ့တွေအားပေးသွားကြပါတယ်။ဖနဲ့ဆိုင်တဆိုင်လုံးမြေထဲကျုံဝင်သွားခဲ့တဲ့လုပ်ငန်းရှင်အပေါ်မှာညတာမှုတစ်ခုကိုပြသခဲ့တဲ့ဖြစ်ဖြစ်ထွေးနဲ့ပတ်သက်ပြီးဘရဒတ်တို့ရဲ့အမြင်ကိုလည်းခေါမမှပြပြခဲ့ပါအောင်ရှင်။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။